ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်အောင်လည်းမင်္ဂလာပါဒါဟိုတနေ့တော့က Man United ကအခု Society ကိုသူတို့4-1နဲ့နိုင်ပြီးတဲ့နောက်မှာရလဒ်တီပြန်ကောင်းလာပြီး Leicester City ကိုအဝေးခွင်မှာသူတို့3ဂိုးပြန်နဲ့နိုင်တယ်ဆိုအသင်းမှာဂိုးပေါက်ပြောင်းနေတဲ့ Wildland တို့ Ghana ချူတို့ကိုဂိုးသွင်းနိုင်လို့ Chiswan ထပ်ပြီးသားဒါဘယ်လိုပြောမလဲ Bruno Fernandes နဲ့ဂိုးသွင်းနေဆိုတော့အခုလောလောဆယ်အနေထားရ Manchester United အသင်းက low walk ကို striker တစ်တစ်လိုချင်တယ်။သူတို့လိုချင်တဲ့ striker တော့ရှင်းတယ်။ဒါအရင်သွေးမြင့်နဲ့ထိတ်တန့်တိုက်စစ်ဖို့ Man United ကဒီအသင်းမှာတိုက်စစ်ဖို့တော့လုံးဝ၃ရောက်ပဲရထားတယ်။သူတို့ရထားတဲ့ဆင်းနဲ့အများကြီးရှိတယ်ဗျာ။အာနောက်ဆုံးဆင်း၃ရောက်မှမမရဘူးဆိုမှနောက်ထပ်၁ရောက်ဒိုးထည့်မယ်။ကျွန်တော်အခုကြားသိတဲ့ထဲမှာ United က Victor Victor Osimhen ရဲ့ Victor Gyokeres ရဲ့ပြီးတော့မှ Leon Delaney အဲ၃ရောက်ပဲသူတို့အဓိကတာဂတ်ထားတယ်။ ဒါကဒီ၃ယောက်ကသူတို့အတွက်ဖြစ်နိုင်ခြင်းရှိတယ်ဆိုတဲ့အခြေအနေပေါ်ယူစီတယ်။နံပါတ်၁ Yogarash ကဒီ supported lispon connection နဲ့ Ruben Amaron ကခေါ်ဖို့ဆန္ဒရှိတယ်။ Victor Osimhen ကတော့ White Line ကိုအလိုက်ပေးမယ်ဆိုရင် Napoli က Osimhen ကိုရောင်းနိုင်ပွဲရှိတယ်။တောက်တစ်ဖက်က Lyon ဒီလက်ကတော့ဈေးတတတာနဲ့ရှားနိုင်တဲ့အတွက်ကြောင့် Ipswich Town ကတန်းစင်သွားရင်ခေါ်နိုင်ပွဲရှိတယ်။အဲ့ဒါဒီအားလုံးမရမှနောက်ထပ် option က Jonathan Davis 26နှစ်အရွယ်ရှိတဲ့ကနေဒါတိုက်စစ်ဘူးက လီယာကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရပြီဆိုတော့အခုဟိုတနေ့တုန်းကဖော်ပြတဲ့ report တစ်ခုမှာဗာပြောလဲဆိုတော့ Manchester United ရဲ့နီးပြားဝိုးပြီးအမော်ကဖြစ်နိုင်ရင်ကျွန်တော်ကို Victor Jokeres ကိုပဲရအောင်ခေါ်ပေးပါလို့တောင်းဆိုထားတယ်ဒီကတော့ Sergeant Redcliffe နဲ့ Andy Cruz ကိုဒါကျွန်တော်ရဲ့တိုက်စစ်ပိုင်းအတွက် Victor Jokeres ကိုပဲအဓိကလိုချင်တယ်လို့ဆို။ Jokeres ကိုရဖို့အမှန်တိုင်းပြောရင်တော့ ခတ်တော့ခတ်တယ်။ဒီသားမကအမှန်တိုင်းပြောပြ၊ तू က Champion League ပြိုင်ပွဲကစားခြင်းနဲ့ ချန်ပီယံလိပြိုင်ပွဲကစားဖို့အတွက်လည်းသူကဆန္ဒရှိချင်မှာဗင်တာယိုဂရက်ကိုလိုက်တဲ့ထဲမှာဒါညူကာဆယ်ပါတယ်အသင်းတော်တော်များများပါတယ်မအဒီလာမရဲ့တန်ကြီးက80 85လောက်ပေးရချင်မှာမန်ယူနိုက်တက်ကယိုဂရက်ကိုနီးပြရဲ့ first choice ဖြစ်သူတောင်းဆိုထားတယ်ဒါဒါအင်းဒီဂူစကာသူ့ကိုဖြည့်တီးပေးမှာသူ့ရဲ့ဆန္ဒအဲ့လိုမဟုတ်ဘူးဆိုရင်အန်တိုနီယိုကွန်တီသဘောကျတဲ့ခွိုင်လန်းကိုအတုံးချပြီးတော့ ဖီတာအိုရှိဟန်ကိုသူတို့ကမ်းလှမ်းဖို့ပဲဒီ26နှစ်ပဲရှိတဲ့နိုင်ဂျီးရီးယားတိုက်စင်မူကဂါဆာတွင်မှခြေစွမ်းပြနေရင်မန်ချက်စတာယူနိုက်တက်ကလိုချင်တယ်သူတို့အတွက်လည်းပြောင်းရွှေ့ခြေကယူရို85သန်းဆိုတော့ဒီကလို point line ကိုလိုက်ပေးရင်အန်20အစိတ်လောက်ထပ်ပေးလိုက်ရင်ဖြစ်ကောင်းဖြစ်နိုင်တဲ့ကြောင့်မန်ယူနိုက်တက်ကနောက်ထပ် plan B နဲ့ထားတယ်ဒီပြရဲ့ first choice ကဗစ်တာယူကရက်စ်ပဲဒါပေမဲ့ယူကရက်စ်ကိုမဖြစ်နိုင်ရင်အော်ရှီမန်ကဖြစ်နိုင်ချေရှိတယ် white line တာနာပိုလီကိုပေးခဲ့ရင် ိုက်တတရ option ကလီယွန် delay delay ကတော့မနိုင်ပြော is switch down dancing သွားတာနဲ့သူ့ရဲ့တန်ကြီးက30လောက်ပဲရှိတော့မှာဆိုတော့ Manchester United ကအရင်တည်းကလည်းသဘောကျတယ် worry ကောင်းတယ် Premier League မှာအားကိုးရတယ်အရေးချင်းရှိတယ်လူငယ်တိုက်စီမှုတယောက်ကိုသူတို့လိုချင်တဲ့အတွက်ဒါအဒီစားမောက်ကိုလိုချင်တာဆိုတော့အိုက်ကစားမက30လောက်ရှိတယ် is switch down ကလည်းတိုက်လို့ dancing မှုရှိချင်မှာနောက်ဆုံးတယောက်က Jonathan David Jonathan David ကတော့ကျွန်တော်အမြင်ပြောတာပေါ့ Manchester United က budget လုံးဝသုံးစရာမလိုပဲခွေခွေရမှာဖြစ်တဲ့ကြောင့် option တစ်ခုအနေနဲ့ရှိတယ်တကယ်တော့ attacking ဘိုင်းမှာပတ်စံသုံးလို့သုံးစရာအခုပြတို့ Zexy ကိုတို့လုံးဝမရောင်းတော့ဘူးဆို Zexy ရှိမယ်နောက်ရာသီမှာ Armad တရားလို့ပြန်လာမယ် quantum မရတဲ့အတွက်ကြောင့် geopathic quantum မရတဲ့ကြောင့်တခြား option တွေကြီးတယ်အခုဆိုရင် Nico William တော့တို့ radar တွေထည့်ထားတယ်ဆိုတော့တရင်တွေတက်နေတယ်ဆိုအရကအပိုင်းဖြစ်တယ်နီကိုဝီလျံဆိုလဲယူနိုက်တက်ကလိုချင်တယ်သူရဲ့ယုံကြည်စံချက်က68တန်းရှိတယ်ဒါပေမဲ့မန်ယူနိုက်တက်ကအခုလောလောဆယ်မှာ တို့ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့အားစိတ်အားထက်သန်နေတဲ့ Edison ပေါ့ Atlanta ကွင်းလယ်သားမှာ Edison ကိုတော်တော်လေးသဘောချပြီးတော့ကွင်းလယ်တယောက်တော့အားဖြည့်ခြင်းတဲ့ချိန်မှာတိုက်စစ်ပိုင်းကတော့နီးပြတောင်းဆိုတဲ့ဈာမတွေထဲကပဲဆိုတော့ Ruben Amorim ရဲ့နံပါတ်1 target Victor Yokres ကိုပဲရမလားအနည်းဆုံး85တန်းရှိမယ်ယူရိုနောက် Osimhen ကိုရဖို့အတွက် ပွိုင်လန်းကိုအသုံးချပြီးတော့နာပိုလီကနေဒုတိယ option နေနဲ့ခုံလာသူကယူရို85သန်းတန်တယ်အဲ့လိုမဟုတ်ဘူးလင်းဒီလက်ဆိုရင်တော့တန်းဆင်းသွားရင်တန်းလေးစက်လောက်နဲ့ပေးရတယ်ပြီးတော့နောက်ဆုံးပြောက်ကအလွတ်ပြောင်းရွှေ့ချင်းနေဂျိုနသန်ဒေးဗစ်ဒါကမန်ယူနိုက်တက်အသင်းလုံးဝတာကတာအစောပိုင်းတော့ကဒီဂျွန်ဖီလစ်မထက်ထားလို့ပေါ့တက်ကတာအဲ့ဒါမဲ့အဲ့ဒီဇာမားတွေကမဖြစ်လည်းမဖြစ်နိုင်သူဒါပဲလစ်ချာလည်းတက်တန်းတိုးမှာဖြစ်တယ်ခုနဇာမားတွေကယူနိုက်တက်အထူးသဖြင့်ရှော့ကရက်စ်ကိုအသေးအတန်တောင်းဆိုနေတာပါအားလုံးကျေးဇူးတင်ပါတယ်